ဒီနေ့ကတော့အိမ်မာဆိုဂရင်းလိုက်လို့ခဏခဏလှုပ်ရှားဖြစ်တဲ့ဘုံလုံးသီးငပယ်အစာတို့ဟင်းလေးကိုတမျိုးရဲနဲ့အရသာရှိပြီးပြပြစုံသေးတဲ့ခနောဘက်ဆောင်တုံဟင်းခတ်မုတ်ကိုအသုံးပြုပြီးချက်သွားမှာမို့ကျွန်တော်နဲ့အတူလိုက်ချက်စားအောင်နော်စားချက်ဖို့အတွက်ငပယ်30ကျပ်သားနဲ့ဘုံလုံးသီးတစ်ထောင်အခြားလူအတာလေးတွေကိုပါပြင်ဆင်ထားပါမယ်ငပယ်လေးတွေကိုအရသာနယ်ဖို့ခနောဘက်ဆောင်တုံဟင်းခတ်မုတ်လက်ဖက်ရည်စွန်းတစုံကိုထည့်ပါမယ်အခြားစားအချို့မို့ဘာမှထက်ထဲစရာမလိုပဲခနောဘက်ဆောင်တုံဟင်းခတ်မုတ်တစုံနဲ့နဲ့ပြပြစုံအရသာရှိတဲ့ဟင်းပွဲကိုဖန်တီးနိုင်ပါတယ်ကျက်သွုံပြူဂျင်းထောင်းထားတာကိုအရင်ညှစ်ချပြီးကျက်သွုံမေးလေးတွေပါထည့်ပြီးနန္နာလေးပေါက်ပြီး းပါမယ်။ပြီးရင်တော့ဘုံလုံးဒီတဲ့ကိုအစာတွတ်ထားလိုက်ပါမယ်။စီပူလာရင်တော့ကြက်သွန်အနီအဖြူချင်းအယောင်တင်မှုရောထောင်းထားရတဲ့ပဇွန်ချောင်းမွန့်တို့ကိုစီတတ်ပါမယ်။ခဏလောက်စီတတ်ပြီးရင်အစာတွတ်ထားတဲ့ဘုံလုံးဒီလေးကိုထည့်ပါမယ်။ဘုံလုံးဒီလေးကိုခဏလောက်လှိမ့်ပြီးရင်တော့ရေထည့်ပြီးအဖုံးထည့်ထားလိုက်ပါမယ်။မီးပြောပြောနဲ့အချိန်ကြာအောင်တည်ထားပြီးရင်တော့ဘုံလုံးဒီလေးနူးဤလာပါပြီ။အရာသာလို့တို့လို့မြည်ပြီးခနောဘတ်စုံတုံဟင်းခတ်မှုကိုလို့တို့ပူရှော့ထည့်ထည့်လို့ရပါတယ်။ဒါဆိုရင်တော့အရာသာပြည့်ပြည့်စုံနဲ့ဘုံလုံးဒီငပယ်အစာတွတ်ဟင်းလေးလည်းရပါပြီနော်။ကျွန်တော်ဒီနေ့ကတော့ဘုံလုံးဒီငပယ်အစာတွတ်ဟင်းလေးကိုခနောဘတ်စုံတုံဟင်းခတ်အရာသာမှုလက်ဖက်စုံတစုံနဲ့ချက်ထားပါပဲ။ ်ပါတယ်ဒီခနောဘက်ဆောင်တော့ဟင်ခဲရတာမဟုတ်ကြတော့စားအချို့မထက်ထည့်စရာမလိုပဲနဲ့သူ့တမျိုးရဲနဲ့ချက်ရတာပေါ့နော်အသား30သားဆိုရင်လက်ဖေးစုံတစုံ20သားဆိုနှစ်စုံ30သားဆိုသုံးစုံစသဖြင့်ထိပ်ပြီးတော့တောင်းရတာပေါ့နော်ကဲအဲ့တော့ငပီလေးနဲ့ဟင်းနေလင်းနေပါမယ်။ကောင်းတော့အဲ့ထဲမှာငပီလေး ခနောပတ်ဆောင်တော်ဟိခမ်းမော်ဟာတဘာဝဟင်းခက်အမွှေးကြိုက်နေတဲ့အချိုးကျပေါင်းဆက်ထားပြီးအသားနှက်အကြောအတုပ်အရေးတောက်စတဲ့ဟင်းရင်းမျိုးမျိုးတွေမှာဘက်ဆောင်အသုံးပြုနိုင်တယ်ပေါ့နော်ပြီးတော့တတ်တက်လို့တမိုင်းလည်းစားသုံးနိုင်ပါတယ် ခုဗီဒီယိုကြည့်နေတယောက်ချင်းစီတိုင်းတွေဆူလက်ဆောင်တွေရနိုင်မဲ့အထူးစီစဉ်လေးလည်းရှိပါတယ်။ဒါလေးကတော့ကျွန်တော်အခုချက်ပြသွားတယ်လို့ခနောဘတ်ဆောင်တုံးဟင်းခတ်မှုလက်ဖဲ့ရုံတစုံအသုံးပြုပြီးတော့ဟင်းလိုက်ချက်မှာပဲဖြစ်ပါတယ်။ပြီးရင်တော့ကိုယ်တိုင်ချက်ထားတဲ့ဟင်းလေးရကိုခနောဘတ်ဆောင်တုံးဟင်းခတ်မှုနဲ့အတူဓာတ်ပုံရိုက်ဒို့မဟုတ်ဗီဒီယိုရိုက်ပြီးတော့ publish နဲ့ posting ပေးရမှာပဲဖြစ်ပါတယ်။တကယ်လို့ TikTok channel ရှိမယ်ဆိုရင်လည်းဂျူရဲ့ဗီဒီယို create လုပ်ပြီးရှင်းပြနိုင်ပါရဲ့နော်။ publish နဲ့တင်ထားတဲ့ post link ကိုခနောမြန်မာ Facebook page campaign announcement post ရဲ့ comment မှာမှန်ပေးရမှာပဲဖြစ်ပါတယ်။ campaign ကာလကတော့ February 24ရက်နေပြီးတော့ March 20ရက် ဲ့နေ့နေ့လယ်၁၂နာရီထိပဲဖြစ်ပါရနော်။သူလက်ဆောင်နေ့အနေနဲ့ကတော့ People Choice Award ရဲ့အများဆုံးဟင်းပွဲစုတရောက်နှစ်သိန်းစုတစု၊ Knorr Favorite Award Knorr အကြိုက်ဆုံးဟင်းပွဲစုတရောက်နှစ်သိန်းစုတစု၊ Plating Perfection Award ဟင်းပွဲအပြင်းအဆင်အကောင်းမွန်ဆုံးစု တယောက်2သိန်းစုတစု The Creative Cuisine Award အကောင်းဆုံးစံသစ်တီထွင်နိုင်မှုစုတယောက်2သိန်းစုတစု The Best of Knorr အထူးစု10ယောက်9000ကျပ်စီတို့ကိုစုချင်းမြင့်သွားမှာဖြစ်လို့ Knorr ဘတ်စုံတုံးဟင်ခတ်မှုလက်ဖဲ့စုံတစုံအသုံးပြုပြီးအရသာပေါ်ပေါ်လိုက်တော့နော်စုလက်ဆောင်နဲ့ကန်သူးချင်းနေဆိုရင်တော့ post တင်တဲ့ခါကျရင် hashtag တစုံချဲလက် hashtag Knorr မြန်မာတို့ကိုမပါမဖြစ်ထည့်ပေးရမှာပဲဖြစ်ပါတယ်အရသာပုံဖော် Knorr ဘတ်စုံတုံးဟင်ခတ်မှုလက်ဖဲ့စုံတစုံပဲလိုရယ်နော်